မြန်မာဘာသာစကားဆိုတာတော်တော်လေးကိုခက်ခဲနဲ့နဲပါလေ။ဘာကြောင့်လဲဆိုစီးစနစ်နဲ့လာတာမြန်မာဘာသာမြန်မာစကားဟာတိတ်ပန်နေကြတယ်စီးစနစ်ကြတယ်ဆိုတာလေးလည်းပဲပြောပါလေ။စီးနဲ့ကန်းနဲ့မြန်မာစကားဆိုတာလေးလည်းဆရာသုံးငယ်ဘူးပါလေ။စီးနဲ့ကန်းနဲ့မြန်မာစကားဆိုတာ တကယ်မြန်မာသားစိတ်ကံလည်းရှိတယ်စိတ်ကံရှိတယ်ဆိုတာဘာပြောချင်တာလဲဆိုတော့ true today မဟုတ်ဘူးစိတ်ကံရှိတယ်ဆိုတာတဘာဝကြတယ်လို့ပြောချင်တာတဘာဝကြတယ်သူဒီဖြစ်ပေါ်လာသမျှတွေကတဘာဝပဲအဲ့တော့ဥမထားပါတော့အခုဘီးတွေတရတွေပြောကြတယ်ဘီးတွေတရတွေဆိုတာဟန်လုတ်ပြီးတော့ပြောရတာလည်းမဟုတ်ဘူးသူဟာသူ ဖြစ်တာ ဒါတဘာဝကြတယ်ဆိုတာသူ့လိုလိုကိုဖြစ်တာနော်ဥမာကခခခငါလို့အတန်ထွက်ချင်ရင်ကိုကတော့လောက်ဆရာမလို့ဘူးကခခခငါလို့သူ့ဟာသူဖြစ်လာတာဒါတွေကိုအတန်ထွက်လိုက်ရင်ဖြစ်သွားတာပဲကခခခငါလို့နော်အဲ့ဒါကတော့တကယ်လို့တပြီလုံးအပြင်ပြောမယ်ဆိုရင်ဒေတိယတွေမှာနည်းနည်းပါးပါးအတန်ထွက်လေး တိမ်ဆောင်လာတဲ့ဒီရှိကောင်းရှိမယ်အခြေခံအပြည့်တော့တူပါတယ်အချို့ဘာသာတွေကတော့ကခခခငါလို့တောင်းမပြောဘူးစပြီးအတန်းထွက်ကလေးကကော့ခော့ဂော့ဂော့ငော့လို့ထွက်တာနော်ဒါလည်းသူအစနစ်ရှိတယ်သူ့ဟာသူမှန်နေတာပဲအဲ့တော့ဘာသာစကားဆိုတာလေးကအမတန်အာသူ့ဘာသာနဲ့သူနော်မြတ်နိုးเสีย ကောင်းပါလေဒီနေ့ပါပြောကျင်တာလဲဆိုတော့ဖဆိုတာလေးကိုပြောကျင်တာဖဖဖဆိုတာအခြေခံပေါ့လေအဲ့ဒီသုံးလုံးလေးတက်ကြတဲ့ဖရဲ့ဖရဲ့ဖရဲ့ဆိုတာလေးစပြောကျင်တာအဲ့တော့ပြောကျင်တော့အဲ့ဖဖဖဆိုတဲ့ဟာလေးမှာသူကကာရိုက်တန်နေဖြစ်နေတယ်တုဒ္ဒတန် ဆက်ဆက်ပြီးတော့စဉ်းစားဖို့လေးရှိလို့ပြောတာဖဖဖရဲ့ကာရိတန်ကသူ့ရဲ့သုဒ္ဓတန်ဟာပပပါဘောပပပါပပပါဆိုသုဒ္ဓဖဖဖကကာရိုက်ဘောအဲ့တော့ဒါမဲ့တလုံးမဲယူလိုက်မယ်ဖရဲဆိုတာလေးကဘာလို့တာလဲဆိုပအောင်လုပ်လိုက်တာပစီဒီကိုဖသည်ဘော့ ပါဆိုတာအပြင်ကိုပယ်ထုတ်လိုက်တယ်ဘောဝေးကိုရောက်အောင်လုပ်လိုက်တယ်ဘောတခြားကိုရောက်အောင်လုပ်တယ်ဆိုတော့ပါတာဘောပါလို့ဆိုတာကတုတ်တာလည်းရတယ်ဗျခါလည်းလည်းရတယ်သူ့လိုလိုကင်းကွာသွားတာလည်းပါတာပဲကင်းကွာအောင်လုပ်တာဖယ်ရှားလိုက်တာလည်းပါတာပဲအဲ့တော့ပါအဲ့ဒီပါလေးကိုဒါပေမဲ့ဒီတုတ်တာပါလေးကိုယူမယ်ဆိုရင်ဖဆိုတာကခါလိုက် ဖယ်ဖတ်ဆိုတာကပတ်အောင်လုပ်လိုက်တာအပြင်ရောက်အောင်လုပ်လိုက်တာပေါ့ပတ်ရစွာအပြင်ရောက်သွားတယ်ကင်းလွယ်သွားတယ်ပတ်ရစွာကင်းသွားတယ်အပြင်ရောက်သွားတယ်ဖတ်ရစွာကင်းအောင်လုပ်သွားတာကင်းသွားအောင်လုပ်တာအပြင်ရောက်အောင်လုပ်တာနော်အဲ့တော့ခဏတိဒါလေးကလည်းသုံးရတယ်အော်အပေါ်တွင်သုံးစကားပြောရင်တော့ဖလှဲတယ်ဆိုတဲ့စကားလေးပေါ့ ဖလဲတယ်ဆိုတာဖလဲပေါ့ဖလဲတယ်ဆိုတာဖနဲ့လဲတာနဲ့တူတယ်ဗျာလဲတယ်ဆိုတာပြောင်းလိုက်တာပေါ့နော်ဟိုဟိုဒီဒီပြောင်းတာလဲတယ်လို့ခေါ်တယ်လဲလို့ဆိုတာကိုယ်စီမှာရှိတဲ့ဟာသူ့စီရောက်အောင်လုပ်တာသူ့စီဟာလဲသူကလဲကိုယ်စီရောက်အောင်လုပ်တာဒါပါတော့ငါစိတ်နဲ့မဲနွားနဲ့ဖမယ်အဲ့တော့ ဖားလိုက်လို့ရှိရင်တန်ဖိုးနဲတဲ့ပုဂ္ဂိုလ်ကများတဲ့ဟာတော့အလိုက်ပေးရမှာပေါ့ဒါမဲ့ဖားလို့တော့ရတယ်ကျွေးနေတော့ဖားလို့လည်းရတာပဲရှင်နဲ့မြင်းနဲ့ဖားလို့ရတာပဲဖားတယ်ဆိုတာလဲလှယ်လိုက်တာလဲလိုက်တာလဲလိုက်တာဖားကိုဒါကြောင့်မို့လှယ်တာနဲ့တူတယ်နော်လှဲတယ်ဆိုတဲ့အိဗေမျိုးနဲ့ဖကိုတုံးတယ်ရှင်းတော့က မင်းသားတစ်ခုတည်းမှာမြတ်စွာဘုရားကရှမကတ္တဖာဆိုတဲ့မထေရကြီးနဲ့သူကရှမကတ္တဖာကိုလည်းတော်တန်ဖိုးထားတယ်ရှမကတ္တဖာနဲ့သူကတန်ဖိုးထားတော့ဒီပရိခေယရှစ်ပါးထဲမှာပါတဲ့ဒုက္ခဆိုတဲ့သင်္ကန်းကြီးပေါ့တန်မြတ်စွာဘုရားကရှမကတ္တဖာရဲ့ဒုက္ခနဲ့ သူဒုက္ခဒုက္ခုံနဲ့ဒုက္ခပြမပတ်တမနဲ့ဒုက္ခဖကြတယ်တဲ့နော်ဒုက္ခသင်္ကန်းချင်းဖပြီးတော့သုံးတာတနည်းအားဖြင့်တော့မြတ်စွာဘုရားကအေရှမကတ်ဘာကိုချင်းမြောက်တဲ့သဘောလဲပါမှာပေါ့ဖလိုက်တယ်ဒုက္ခဖရလို့သုံးတယ်ဖရဆိုတာလဲလှယ်လိုက်တာအခုတိလည်းပဲအာရခိုင်တိုင်းရင်းသားတွေက ဒီနေ့ဒီသူတို့တရားကိုတုံညတုံးပါပဲဖတယ်လို့ပဲသူတို့တုံးတယ်လဲလှယ်တာပေါ့နော်အဲ့လိုတုံးတယ်ကောင်းပြီဒါကဖတယ်ဒါဖြစ်ရင်ဖတယ်ဆိုပြီးတော့တကြတဲ့ဘာသာစကားမှာဖတယ်ဆိုပြီးတော့နောက်ဖားတယ်ဖားတယ်ဆိုတာကဥပမာဖြင့်အစုပ်အပြဲတစ်ခုရှိတယ်အစုပ်အပြဲတစ်ခုရှိတော့ ဘယ်ဘက်ကအစုပ်ပြဲကိုညာဘက်ကိုရောက်အောင်ညာဘက်ကအစုပ်ပြဲဘက်ကိုထိအောင်ညာဘက်ကအစုပ်ပြဲလည်းဘယ်ဘက်ကိုထိအောင်ဒီလိုဟိုဘက်ဒီဘက်လဲလဲလိုက်ရင်ချိတ်ဆက်လဲလို့ရှိရင် ဖာရာဖြစ်သွားတာပေါ့ဖာရာဆိုတာအဲ့တော့ပါလေဆက်ဆက်တဲ့ဆိုတဲ့ဘောမျိုးရသွားတာပေါ့နော်ဖာရဲဆိုတာလေဆက်ဆက်တဲ့ဘောရသွားတယ်နောက်တစ်ခုက ဆက်သက်တဲ့သဘောရတဲ့အပြင်မှာဖာရဲဆိုတာဟာဒီအလဲလှယ်ပြုတ်တယ်အလဲလှယ်ပြုတ်တယ်လို့လည်းရတာပေါ့နော်ဒါကြောင့်မို့စကားတွေပါတယ်မှားသွားလို့ရှိရင်ပြန်ပြန်တာကိုဖာတယ်လို့ပြောမှာပေါ့ဖာတယ်လို့လည်းပြောတယ်နော်စကားတွေဖာပြီးတော့ပြောလိုက်ရတယ်လို့ဘာလို့ဖြစ်မှာပေါ့အတော့ အခုခေတ်မှာနဲတော့နဲပါလေဖားတယ်ဒါပေမဲ့ဖားတယ်သုံးနေတာပါပဲတကားဖားတယ်အတုံးရှိပြီးတော့ရှေးကလေးကစာပြီးအတုံးရှိတဲ့စကလုံးလေးစကားဖားတယ်ဆိုလေးရှိတယ်ဖားတယ်မဟုတ်စကားဖားတယ်လို့ဆိုတာရှိတယ်စကားဖားတယ်ဆိုတာကိုကနေ့ဟလာအဲပညာရှင်ကြီးတွေတောင်းအမတ်တမဲ့ ဒါလေးကိုရင်းသိမ့်မသိဘူးဘာကြောင့်မသိတာလဲအတုံးမတွင်လို့ပေါ့မတုံးမှာမတုံးတာစကားဖတ်တယ်ဆိုပြီးတော့တုံးတယ်အဲ့တော့ဒါကိုစကားဖတ်တယ်ဆိုတော့သူသဘောလေးကိုတော့ရောက်အောင်တော့ပြန်ရတာပေါ့စကားဖတ်တယ်ဆိုတာဒီပြောနေတဲ့စကားကိုပြောနေတဲ့စကားကလည်းလွှဲပြီးတော့မှပြောတယ်ခုနလဲလဲဆိုတာမျိုးပေါ့ပြောနေတဲ့ပြောနေရင်စကားကလည်း တခြားစကားကိုလဲလဲပြီးတော့ပြောတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖွင့်တတ်တယ်ပောဒနာဒီမှာရောက်ဒီမြန်မာအပိဓာန်ဒီမှာလည်းဒီသဘောပဲဖွင့်တာပါပဲဒါကတကယ်တော့ဒီဟာလေးကတိတ်မပေါ်သေးဘူးတကယ်သုံးနေတဲ့ဒေတိယစကားတွေမှာကြည့်ရင်တော့ပိုပေါ်တယ်နော်စကားဖတယ်ဆိုတာကဘယ်လိုဟာလဲဆိုတော့ဟုတ်တယ်ပြောင်းပြောတာမှန်တယ်စကားဖတယ်ဆိုတာ လှဲပြောတာမှန်တယ်ဖတ်တာလှဲတာလေစကားကိုလှဲပြီးတော့ပြောတာပြောင်းပြီးတော့မှပြောတာအဲ့ဒါစကားဖတ်တယ်လို့ခေါ်တယ်ဒါဒေတိယတွေမှာပြောတယ်တခြားဒေတိယတွေတော့ဒါတွေကအမှတ်တမဲ့သိမစုံသမ်းဘူးဘူးဥပမာဖြင့်ဒဝေတို့ရခိုင်တို့ဘာတို့ဆိုတာတွေမှာသုံးကောင်းသုံးမယ်မဟိုသိမစုံသမ်းဘူးဘူးပေါ့နော်ဒါပေမဲ့ယောဒေတိယမှာ ရောမှာတော့စကားဖတယ်ဆိုတာလေးကနေ့စဉ်သုံးနေတာနော်သုံးနေတယ်အဲ့ဒီဖတယ်ဆိုတာလေးကဘာလိပဲရလဲဆိုတော့ဥမာဖြင့်ဘုန်းကြီးเจ้าမှာပဲထားလိုက်ပါတော့ဘုန်းကြီးเจ้าမှာเจ้าသားကြီးနဲ့เจ้าသားလေးပေါ့เจ้าသားငယ်နဲ့เจ้าသားကြီးဒါမှမဟုတ်ရင် ကိုရင်လေးနဲ့ကိုရင်ကြီးပဲထားပါတော့ဒါမှမဟုတ်ရင်เจ้าသားလေးနဲ့ကိုရင်ကြီးပဲထားပါတော့เนาะ ကိုရင်ကြီးကကျောင်းသားတွေကိုမကျေနပ်ချင်ရှိတယ်။သူပြောတာနားမထောင်လို့တော်လကောင်းဒါမှမဟုတ်ရင်ကိုရင်လေးကောင်းကျောင်းသားလေးကိုရင်လေးရှိမှရှိတဲ့ပစ္စည်းကိုဟိုပုဂ္ဂိုလ်ကကိုရင်ကြီးကလိုချင်တာမပေးတော့နည်းနည်းဟိုဒါမကျေနပ်ဘူးပေါ့မကျေနပ်တော့အမြဲတမ်းမကျေနပ်ဘူးဒါဟင်းစပွဲကိုထမင်းစပွဲကိုရောက်လို့ကိုရင်ကြီးနဲ့ကိုရင်လေးဆိုရင် ိုရင်လေးကဟဲခွက်ကိုနှိုက်ရင်တောင်းเนาะသူ့လိုဟဲခွက်ကိုနှိုက်ရင်တောင်းကိုရင်ကြီးကအညိုးရှိနေတော့ဘာလုပ်ရလဲဒီဂျွန်းနဲ့ခောက်လိုက်တာเนาะเนาะចောင်းသားလေးကနှိုက်လိုက်ရင်ចောင်းသားကြီးကလည်းခောက်လိုက်တာเนาะသူကအညိုးတေးလေးထားတယ်မကျင်တဲ့ချက်ကလေးရှိတော့အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒီလူငယ်ကကိုရင်ငယ်လေးကចောင်းသားငယ်လေးက ကျောင်းသားကြီးကိုရင်ကြီးကိုစကားဖားရတာဗောနော်စကားဖားတယ်ဘယ်လိုဖားလဲဆိုရင်အဲခေါင်းထဲလေးမှာကိုရင်ကြီးမှာနော်သူပစ္စည်းလေးတစ်ခုပဲရှိတယ်ထားသူမှာအိတ်ကလေးတစ်ခုရှိတယ်အိတ်ကလေးတစ်ခုရှိတာကိုစကားမရှိစကားရှာလူငယ်ကပြောတာဗောဟောကိုကြီးအိတ်ကလေးလှလိုက်တာနော်တော်တော်လှလာပဲအိတ်ကလေး ဟာပြောနေလမ်းမှာတကွာဆိုရင်နောက်တစ်ခုပြောင်းအောင်မှာပေါ့နော်အဲ့ကလေးကိုမြောက်တာမကြက်လို့ချင်းသူတစ်ခုကိုသူကပြောတာမယ်အာဒီခဲရန်လေးတော်တော်လှတာပဲခဲရန်လေးကကောင်းလိုက်တာလာလုံးနေပါနဲ့ကွာနော်မြင်အဲ့ဒါခဲရန်လေးကအဲ့ဒါခဲရန်လေးကိုပြောလို့ဒီလိုပြောင်းပြောလို့မကြိုက်ပြန်ဘူးအဲ့တော့ဘာပြောလဲဆိုလို့ရှိရင်ကိုကြီးကိုကြီးအိမ်မှာဟို မွေးထားတဲ့ကောင်လေးကကြက်ကလေးကလှတယ်နော်ကြောင်လေးကလှတယ်ဟွာမျိုးမျိုးအဖုံဖုံလှဲ့ပြောတာပေါ့တခုမကြိုက်ရင်နောက်တခုပြောတယ်နောက်တခုမကြိုက်ရင်နောက်တခုဒီလိုပြောတယ်ကျင်တတ်အောင်နောက်နောက်ဆုံးတော့ကြည်ကျင်လဲကျင်တတ်မှာပေါ့မကျင်တတ်လဲရင်းမြူးလေစကားတော့အဲ့လိုပဲလဲလဲပြီးတော့ပြောတာအဲ့ဒါဖတယ်လို့ခေါ်တယ်အလဲလဲပြီးတော့ပြောတာအဲ့ဒါလည်းပဲဒီတိုင်းပဲပေါ့ ဟိုခက်ရမ်းရမ်းစကားပဲထားပါတော့ဒါပေမဲ့လည်းဒါကတော့ဘာသာစကားသဘောအနေနဲ့ပြောရင်တော့ဟိုရိုက်နာရင်နာတွေမဟုတ်ပါဘူးအ내တိတ်ပဲအရာပဲပြောရမှာဒီလိုနဲ့ထားပါတော့ဖရတယ်ဖရတယ်ဆိုတာလည်းနဲ့ဖရဲ့အတိတ်ပဲပြင်ဖရတယ်ဆိုတာကခုနပြောတဲ့အလဲအလဲဖြစ်တဲ့ဟာလဲဖာပေါ့အလဲအလဲဖြစ်တော့ဆိုတဲ့သဘောကတော့ဒီပုဂ္ဂိုလ်ကဒါမျိုးကို ်သူမကြိုက်ဘူးစီစေးလည်းသူမကြိုက်ဘူးဒီပြောလည်းမကြိုက်ဘူးဆိုရင်ဘာလို့ ਆ မလဲတခြားပြောင်းပြီးတော့ပြောတော့မှာပေါ့ဖားမှာနော်တခြားစကားလေးပြောင်းပြောတော့မှာပေါ့မကြိုက်ကြိုက်အောင်သူမနှစ်သက်နှစ်သက်အောင်တော့ပြောရမှာပေါ့အဲ့ဒါလေးကိုဖားလို့ပဲခေါ်ပါလေနော်ဖားဆိုဆက်ဆက်ပြီးတော့ပြောလိုက်တာဟိုလိုဟိုဟာဒီဟာဆက်ဆက်တာဒါကို ဒါမကြိုက်ဘူးနောက်တစ်ခုဆက်ဆက်ပြီးပြောမယ်ဒါမကြိုက်ဘူးနောက်တစ်ခုဆက်ဆက်ပြီးပြောမယ်သဘောမကျကြအောင်ပြောတော့မှာပေါ့အဲเนาะအဲ့ဒါကိုလည်းပဲမြန်မာစကားမှာဒါဘာသာစကားအနေနဲ့ပြောရင်တော့ဒီလိုပဲပေါ့အမျိုးမျိုးဖလဲပြီးတော့ပြောရပါ အမျိုးမျိုးဆက်ဆက်ပြီးတော့မှပြောရမှာပေါ့ဒါဖာပစ္စည်းတွေထက်တဲ့ဖာဆိုတာရှိတယ်မလားအဲပစ္စည်းတွေထက်တဲ့ဖာဆိုတာကအမှားကသူက နှီးလေးတွေနော်ကြိမ်လေးတွေနှီးလေးတွေကိုတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မှဆက်ဆက်ပြီးတော့ဖွဲ့စည်းထားတဲ့ကောင်ဟာဖာပဲပေါ့နော်ဖွဲ့ပြီးစည်းထားတဲ့လူကဖာဖြစ်သွားတာပဲအဲ့ဒီဒါကြောင့်မို့ဟိုထန်းကောက်လေးတွေပြပြလေးတွေတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မှရက်ထားလိုက်တော့ထဲ့เสียမဲထဲ့เสียမှာရိုးရိုးတောင်မဟုတ်သေးဘူး အောက်ခံလေးနဲ့အပေါ်လေးဖုံးရလေးနဲ့အဲ့ဒါဖာဖြစ်သွားတော့နှီးချင်းနှီးတွေပါလေတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့လှုပ်လိုက်လို့ဖာပေါ့နော်အဲအဲ့ဒါကိုဖာခေါ်တယ်အဲ့တော့ဖာဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်တာပါပဲနောက်ပြီးတော့ခုနပြောတဲ့လိုပဲဆက်ဆက်မိအောင်လှုပ်တယ်ဒါပေါ့နော်ဖာပေါ့နော်အဲ့တော့ဖရဲဆိုတာလေတစ်ခုနဲ့တစ်ခု ဖလေတဲ့တဘောမှာဖတယ်လို့ပြောတယ်ဖာဆိုတာလဲလဲတာပဲဟိုပြည့်တစားဆိုတဲ့စကားလုံးမှာဆိုရင်ဆရာကြီးပါတယ်လေဟုတ်အဲ့ဒါကဟုတ်အဲ့တော့ဖာပေါ့ဟုတ်ဖာလို့ဖာဖာလို့တုံးတာဆရာကြီးဟမ်ပြည့်တစားကိုပြည့်တစားကိုဖာလို့တုံးတာအဲ့ဒါလေခုနကပေါ့စကားကိုအလဲလဲလဲပြောရတာပေါ့ခြေနဲ့အောင်လုပ်ရဘူးကတ်ဆိုင်မှာမကြိုက်ကြိုက်အောင်ခြေနဲ့အောင်လုပ်ရအေးအဲ့ဒါကိုဖာခေါ်တာပေါ့ ဆက်ဆက်တာပါပဲเนาะစကားလေးကိုအခုဒီလိုပြောလိုက်မကြိုက်ဘူးနောက်တစ်မျိုးပြောလိုက်မကြိုက်ဘူးသူအကြိုက်ကိုလိုက်ပြောနေရတာပေါ့အဲ့တော့နောက်ဆုံးတော့သဘောတူသွားရင်တော့လည်းပြီးတာပါပဲเนาะဖားလဲဆိုတာခုနပြောတယ်တခုမကြိုက်ရင်ကြိုက်အောင်နှီးမျိုးစုံနဲ့ချင်းကပ်ပြီးပြောတာကဖားပဲပေါ့ဖားတော့ပေါ့เนาะအဲ့တော့ဖားတယ်ဆိုတဲ့ဟာလေးကခုန အမျိုးမျိုးဖုံဖုံလဲလှယ်ပြီးတော့ပြောတယ်။ဖာကလည်းလဲလှယ်ပြီးတော့ပြောတယ်ပေါ့။တော့လဲလှယ်တယ်။တခုဒါမကြိုက်ရင်ဟိုလိုပြောတယ်။ဟာကြိုက်ဟိုလိုပြော။ဖာရာဖာရာဖာရာတဲ့အာကြည့်တာတော့ဖာတာပေါ့နော်။ဖာတယ်ဆိုတော့ဒီမှာအနာကပ်ပြီးတော့အမျိုးမျိုးပုံပုံချွဲတော့မှာပဲနော်။အဲ့ဒါဖာတာပေါ့။ဖာတယ်ဆိုတာအဲ့ဒါကိုခေါ်တယ်။အဲ့တော့ဖာတယ်ဖာတယ်ဖာတယ်ဆိုတဲ့သုံးခုမှာ Elle est le quitte.